ကိုဘဝကို ကို့အတွေးနှင့်တိဆောက်ပါလူဆိုဒီကပျော်ရွှင်မှု ခံစားရမှုအားလုံးကိုမျက်နာရဲအဖော်ပြနိုင်ဆုံးသူတွေဖြစ်နေပါတယ်။လူခံစားချက် လူစိတ်ခံစားချက်အတိုင်းမိမိရဲ့အယောင်အသွေးကရှိနေတတ်ကြောင်းသတိပြုစေလိုပါတယ်။လူဆိုဒီမှာမိမိကိုမိမိ မြင့်အောင်မြင့်တင်နေကြရသူများဖြစ်ပါတယ်။လူတိုင်းအောက်ကြပြီးနောက်ကြကြံခဲ့မိကိုစိုးရိမ်တတ်ကြပါတယ်။ထို့ကြောင့်အ ਨੇ ဆုံးသူများနဲ့ဒန်းတူစားဝတ်နေထိုင်ရေးကိုစ조사စောင့်တည်နေကြရတယ်။ကိုဘဝသည်ကိုစိတ်ကူကိုအတွေ့ကိုအလုပ်ပေါ်တွင်တည်မှီနေပါတယ်။လူတွင်အားထုတ်မှုလိုအပ်တယ်။မိမိ၏ကာယညာနာ စွမ်းအားစိုက်ထုတ်မှုအလိုက် အကျိုးခံစားရနိုင်မည်သာဖြစ်ပါရဲ့အခွင့်အရေးပေါ်လာလျင်ပေါ်လာသလိုစုပ်ကိုင်ပြီး အမြင့်ကိုတက်နိုင်အောင်ကြိုးစားနိုင်မှသာ လူပီတတော်လူ ဖြစ်လာနိုင်ပါရဲ့ဘာလုံးလုံးတတိနှင်လုံးတတိနှင်လုံးဆောင်နိုင်အောင်ကြိုးစားသင်ပါရဲ့အတွေးကအလုတ်ဖြစ် အလုတ်ကဘဝဖြစ်လာတယ်ကိုပြူသည်။အလုတ်တိုင်းသည်ကိုစိတ်စေတနာနှင့်သက်ဆိုင်နေပြီး တံပြန်အကျိုးသက်ရောက်မှုများကိုရရှိနိုင်ပါလိမ့်မယ်။ထို့ကြောင့်ကောင်းတာလေးတွေပဲလောက်ခါစိတ်ဆိုးစိတ်ပုတ်များကို ကိုယ်ကိုယ်တွင်မှတတ်နိုင်သမျှထုတ်နိုင်အောင်ကြိုးစားသင့်ပါတယ်။မိမိစိတ်ကိုဥယျာဉ်ကြီးတစ်ခုပမာသတ်မှတ်ထားလိုက်ပါ။ဘာရီစိုက်ပျိုးမြီကို ကိုယ်တိုင်ဆုံးဖြတ်ရမည်သာဖြစ်ပါတယ်။ကိုယ်စိုက်ပျိုးသမျှကိုပြန်ရမယ်။ထို့အတူမိမိနေထိုင်စားတော့ သွာလာလှုပ်ရှားတွေးတောနေထိုင်မှုအလိုက်မိမိလုံသမျှတွေးသမျှအတိုင်းသာမိမိပြန်လည်ပြီးခံစားဆန်စားရမှာဖြစ်ပါတယ်မိမိဖြစ်တည်မှုသည်မိမိတည်ဆောက်နေထိုင်ပြုပြင်မှုအပေါ်တွင်မူတည်ပါတယ်ကိုယ်ကဘာကို ကိုတည်ဆောက်ရတယ်ကောင်းသောကဘာကိုတည်ဆောက်မှာလားဆိုးသောကဘာကိုတည်ဆောက်မှာလားမိမိဆုံးဖြတ်ချက်အတိုင်းသာဖြစ်ပါတယ်မိမိကျမ်းမာရေးသည်မိမိနေထိုင်စားသောက်မှုနှင့် စိတ်ထားပြုပြင်မှုတို့အပေါ်တွင်တည်မီနေပါတယ်။ဘဝကိုကောင်းအောင်နေမည်ဟု ဆုံးဖြတ်ထားလင်အစိုးဘက်ကိုဆင်းသွားစေနိုင်သည့်စိတ်ကူးအတွေးများကိုရှောင်ရှားရမည်သာဖြစ်ပါရဲ့။ငြိမ်းချမ်းသော စိတ်အတွေးဖြင့်သာငြိမ်းချမ်းသောကဘာကိုတည်ဆောက်နိုင်ပါရဲ့။ကိုယ်တိုင်ကမနာလိုစိတ်ကြီးမားပြီးအတ္တလွန်ကဲနေလျင်ตายาတော့လောကတစ်ခုကို မတီးဆောင်နိုင်ပါ ရင်အရာပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်အခုလိုအဖို့တန်စာပေးများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်ကျမကတော့ကေပါ ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတဝဟူသမျှတို့သည်အိမ်မက်ရမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေ။မင်္ဂလာချက်သည်ရှက်ဝေလန်းသဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။